အားလုံးပဲမင်္ဂလာပါ UC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့မေလ29ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီနေ့ညနားဆီမှာသတင်းတွေကတော့ချင်းပြည်ကိုအင်အားရချင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို CC နဲ့ CB ပူးပေါင်းတပ်တွေတိုက်ခိုက်နေပါတယ်ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်ခဝဲချေးရွာနှစ်ချင်းအတင်းတော်ဒေဥစီယာတပားကိုအာခတ်တတ်တော် AA အရာရှိတအုပ်ကကြိုးချောင်းမဲ့ချိန်ပေါင်းများစွာရိုင်းနှက်ထွက်ချိန်မှု ကျူးလွန်တဲ့အပေါ်ပြင်းထန်စွာရှုတ်ချတယ်လို့ Global Khumi Organization GKO အဖွဲ့ကထုတ်ပြန်ပါတယ်။ကချင်ပြည်နယ်ပမော်မြို့ကိုအပြီးသက်သိမ်းပိုင်နိုင်ရေးအတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကယနေ့မေလ29ရက်မှာထိုးစစ်ရှင်ညှင့်တင်တိုက်ခတ်နေတယ်လို့ကချင်သတင်းရင်းမြစ်ကချို့ကပြောပါတယ်။ American ပြည်ထောင်စု Boston မြို့မှာပြုလုပ်တဲ့ဒေါ်လန်မှုပညာရှင်လင်းလင်းနဲ့ချစ်သူတွေရဲ့ရောင်နေ live in Boston ဂီတပြပြီးဝဲကနေ ဒေါ်လာရေးရမုံငွေဒေါ်လာ9000ခွဲကျော်ရရှိတဲ့သတင်းတွေနဲ့အတူရှားစင်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းတော်ကိုအင်အားရာချီနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို CC နဲ့စစ်ပီးပူးပေါင်းတပ်တွေကတတ်ခတ်နေပါတယ်။စကိုင်းတိုင်းကလေးမျိုးကနေချင်းတော်ကိုအင်အားရာချီနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုချင်းလန်းကောင်စီ CC နဲ့ချင်းကြီးနောင် CB တပ်တို့ကပူးပေါင်းတိုက်ခိုက်နေတယ်လို့ချင်းမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကပြောပါတယ်။ ဒီနေ့ဒီချိန်မှာသူ့အဖွဲ့ကိုယ်အဖွဲ့ဆိုတာမျိုးမဟုတ်ဘဲနဲ့ဥတီချက်ချင်းတူညီတဲ့စကောင်စီအပြုတ်တိုက်ရေးဆိုတဲ့ရီမန်ချက်တူညီနေတဲ့အဖွဲ့စည်းတွေအားလုံးကတော့အဲ့ဒီမှာအခုက CC နဲ့ CB ဆိုတာမဟုတ်တော့ဘဲနဲ့ပူပေါင်းဆက်ဆင်ရေးအနေနဲ့ကျွန်တော်တို့အခုဖော်ဆောင်နေတာဖြစ်တယ်လို့ချင်းမျိုးသားတူ CNF ပြောရေးဆိုပွဲရှိသူစတိုင်းထက်နီကပြောပါတယ်ကလေးမျိုးကနေစစ်ကား55စီးအားမရကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုချင်းလန်းကောင်စီအဖွဲ့ဝင်တပ်တွေဖြစ်တဲ့ CNA, CDF, CDM, CN, CDF, KKG နဲ့ချင်းညောင်တပ်ဖွဲ့က PDF ဆိုလန်တို့ကမေလ20ရက်နေ့ကစတင်ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီးကျန်တဲ့အဖွဲ့တွေကလည်းစစ်ကူသွားဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။လရှိမှာတော့ကလေးတိုင်ငန်ကာလမပေါ်ကမွတ်ပြီးထိဇန်ဟိဇန်နဲ့ဝန်ဆောင်ကျေးရွာတို့ကဒေသခံပြည်သူတထောင်ကျော်တည အိုးဝေစွန့်ခွာစစ်ပေးရှောင်ရကြပါရင်ကလေးတိုင်ငင်းလက်မပေါ်ဟာကလေးမျိုးနဲ့ချင်းပြည်နယ်မြောက်ပိုင်းကမြို့ကြီးတွေနဲ့ recorder နဲ့ဇက်ကုံတွေရေးကိုဆက်တွေ့တော့အဓိကလက်မကြီးဖြစ်ပါတယ်။ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်ခွဲကျေးရွာခချင်းတင်းတော်တင်းဥဆရာတပားကိုအာရခတ်တတော် AA အရာရှိတဦးကကျိုးချောင်းမဲ့အချိန်မောင်းများစွာရိုက်နှစ်ထိုးကျမှုကျူးလွန်ခဲ့တဲ့အပေါ်ပြင်းထန်စွာရှုံချတယ်လို့ Global Khumi Organization GKO ဖွဲ့ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံနှစ်ချင်းခရီးရန်တင်ကျုပ် MBC အတိမှတ်ပြုတက်ခါရရဆရာတော်ဥလိုဒိန်ဟာဘလောက်နှစ်ချင်းခရီးရန်အဖွဲ့လောက်ကဘီချောင်းနှစ်ချင်းတင်းတော်များ area PBC ရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်လို့ဆိုပါတယ်။ဆရာတော်လူဒိန်ဟာခဝဲကျေးရွာကနေ၃နာရီခန့်ခြေကျင်သွားတဲ့ဆက်ချောင်းကျေးရွာမှာလွန်ခဲ့တဲ့ April 14ရက်နေ့ကနေ16ရက်နေ့အထိဘာသာရေးတင်နန်းပေးခဲ့ပြီး April 19ရက်နေ့မှာခဝဲကျေးရွာကိုပြန် အဲ့ဒီည၈နာရီဝန်းကျင်တော့မှအေအေရဲဘော်နှုတ်ကသူတို့စခန်းခေါဆောင်တော့ခဲ့ပြီးနောက်အေအေတရင်မှုဆိုသူကတနက်နဲ့ချိန်ရွယ်ပြီးထိုးကြိတ်တာခြေထောက်နဲ့ကန္နာတွေကြောင့်ဒေလူမျိုးပါဖြစ်ခဲ့ရတယ်လို့မေလ23ရက်နေ့က Global Khumi Organization GKO ကထုတ်ပြန်ပါတယ်။လက်ရှိအချိန်ထိထိုးကြိတ်တန်းရာရမပြတ်ကင်းသေးပဲလူမျိုးနယ်မြေမှာစစ်ကူတမှုခံယူနေရဆဲဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင်အေအေအနေနဲ့ ပြည်သူတွေအပေါ်မင်းမဲ့အာနာရှင်လူမိုက်ဆန်ဆန်နီးမျိုးစုံဖြင့်ချင်းချောက်ချင်းနဲ့ခြေကံလူခွင့်ရေးတွေကိုမကြာခဏကျူးလွန်ခြင်းတို့ကြောင့်ဘလဝဒေတာခံပြည်သူတွေအထူးသဖြင့်လူငယ်လူလက်ပိုင်းတွေမိမိဒေတာမှာမနေထိုင်ရဲပဲတခြားဒေတာတွေမှာထွက်ပြေးတင်းရှောင်နေရတယ်လို့ဆိုပါတယ်။လက်ရှိမှာလည်းအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကိုထွက်ပြေးတင်းရှောင်သူအနည်းဆုံး၄000ခန့်ရှိပြီးမိမိရဲ့ရွာကိုစွန့်ခွာထွက်ပြေးသူတွေဆက်လက်ရှိနေသေးတယ်လို့လည်း GK ကထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ်ဗမော်မြို့ကိုပြီးသက်သိမ်းပိုက်နိုင်ရေးအတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကယနေ့မေလ29ရက်နေ့မှာထိုးစစ်ရှင်မြင့်တင်တိုက်ခိုက်နေတယ်လို့ကချင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။ဗမော်မြို့သိမ်းစစ်ဆင်ရေးကို KIA ပူးပေါင်းတပ်က2024ဒီဇင်ဘာလ4ရက်ကစတင်ခဲ့ရမှာတိုက်ပွဲကာလ6လခန့်ရှိလာပြီးယနေ့မေလ29ရက်မနက်ပိုင်းကစလို့ဗမော်မြို့ကနေကြံနေသေးတဲ့အခန်း27 စစ်စင်ကြီးကိုပွဲမှုဤဌာနချုပ်စကခ20ပါဝင် လက်ချံတပ်စခန်းတွေသိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ် KIA ပူပေါင်းတပ်ဖွဲ့ဟာမမော်မျိုးသိမ်းစစ်စင်ကြီး6လတာအတွင်းစစ်ကောင်စီတပ်ကို ထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပြီးအရေးပါတဲ့တရင်ဌာနချုပ်တွေတပ်စခန်းတွေသိမ်းပိုက်နိုင်ခဲ့တဲ့အပြင်တန်ချက်ကရင်တင်ကားနဲ့ရဟရင်တွေကိုလည်းထိခိုက်ပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် မေလ20ရက်ကဗမော်မြို့သူစစ်ကူလာပိုးလာတဲ့စစ်ကောင်စီရဟရင်၃စီးတဲ့ကနှစ်စီးကိုထိမှန်အောင် KIA ပူးပေါင်းတပ်ကပြစ်ခတ်ခဲ့ရမှာတစည်းပြတ်ကြပြီးတစည်းမှအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ရွှေကူမြို့သူအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟရင်ကိုလည်း KIA ပူးပေါင်းတပ်ကထပ်မံဖျက်ဆီးနိုင်ခဲ့ပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့ဟာဗမော်မြို့ကစကခ27ဌာနချုပ်လုံကျော်ရေးကာကင်တရင်တွေဖြစ်တဲ့အမြောက်တပ်ခလာရ236တရင်နဲ့ တန်ချက်ကတိုင်ရင်ဗမော်လင်ခွင်းဗမော်မျိုးကစစ်ကောင်စီတပ်ဆွဲရနေရနဲ့စကခန်27ကာကင်းစခန်းတွေကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ် American ပြည်အောင်စု Boston မြို့မှာပြုလုပ်တဲ့ Toll Lane ဥပညာရှင်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ Youngy Life in Boston ဂီတဖျော်ဝေပွဲကနေ Toll Lane ရမုံဝေဒေါ်လာ5000ကျော်ရရှိတယ်လို့သိရပါတယ်။ Youngy Life in Boston ပွဲကိုပရိသတ်400ကျော်လာရောက်အားပေးခဲ့ပြီး ဒေါ်လန်နုပညာရှင်လင်းလင်းက Art of Universe The Way Rhythm ပွဲတွေကရတဲ့ရံပုံငွေတွေနဲ့ရောင်နီမေရလန်ပွဲကရတဲ့ရံပုံငွေတွေကိုမြေပြင်ကိုပို့ဆောင်ခွဲဝေတာတွေအကောင့်ထဲပို့နေတာတွေကိုရှင်းလင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲဒီဖြော်ပြပွဲမှာအဆိုတော်လင်းလင်းတိခတ်တဲ့ဂီတာကိုလေလံတင်ရောင်းချရမှာဒေါ်လာ9000နဲ့လေလံအောင်သွားခဲ့တယ်လို့ဆိုပါတယ်။မေလ24ရက်က Boston မြို့မှာပြုလုပ်တဲ့ပွဲဟာရောင်နီ US Tour ရဲ့ဒုတိယပွဲဖြစ်ပြီး ပရမပွဲပေါ်တော့ Maryland ပြည်နယ်မှာစတင်ခဲ့တာဖြစ်ပါတယ်။ဇွန်လ14ရက်မှာတော့ Yawnee Lake in San Francisco နဲ့ဇွန်လ28ရက်မှာ Orlando မြို့တော်မှာဆက်လက်ဖျော်ဖြေသွားမှာဖြစ်ကြောင်းသိရပါတယ်။ရလာတဲ့ရမုံတွေတဲကအချို့မြအားလုံးကို တော်လန်ရေးမိသားစုတွေရဲ့ပြည်လဲထူထောင်ရေးကြာဆုံးရေးဘော်တွေရဲ့ကျန်ရစ်သူမိသားစုတွေ Syria မိသားစုတွေနဲ့ activist မိသားစုတွေနိုင်ငံရေးအကျဉ်းသားမိသားစုတွေကိုပရမဦးစားပေးအနေနဲ့အကူအညီပေးသွားမယ်လို့သိရပါတယ်။ အပြည့်ပြည့်ဆိုင်ရာတရားစီရင်ရေးနဲ့တရားစီရင်ခံရတာကနေအပြန်အလှန်အကာအကွယ်ပေးဖို့စစ်ကောင်စီနဲ့ရုရှားတို့သဘောတူစာချုပ်လက်မှတ်ထိုးခဲ့တယ်လို့စစ်ကောင်စီပြန်ကြားရေးဌာနကမေလ25ရက်နေ့မှာထုတ်ပြန်ပါတယ်။73ရင်းမြောက်စိန့်ပီတာစဘတ်အပြည့်ပြည့်ဆိုင်ရာဥပဒေရေးရာဖိုရမ်ကိုတွားရောက်တက်ရောက်နေတဲ့စစ်ကောင်စီခန့်ဝန်ကြီးနဲ့ဤတော်စုရှင်းနေချုပ်ဖြစ်သူဒေါက်တာတီတာဦးနဲ့ရုရှားတရားရေးဝန်ကြီး ကွန်စတန်တင်ချက်ချန်ကိုရုကစာချုပ်ကိုလက်မဲ့ရေးထိုးခဲ့ကြတာပါအဲ့ဒီစာချုပ်ဟာနိုင်ငံသားများအားပြည်ပဆိုင်ရာတရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍တရားစီရင်ခြင်းမှအပြန်အလှန်ကာကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်လို့ဆိုပါတယ်ဒီသဘောတူစာချုပ်ရဲ့လုံထုံးလုံကြီးဆိုင်ရာနောက်ဆက်တွဲစာချုပ်ကိုလည်းဒေါက်တာတီတာဦးနဲ့ရုရှားနိုင်ငံ ရှင်းနေချုပ် Igor Krosnov တို့ကလက်မှတ်ထိုးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် 73ကျင်းမြောက် St. Petersburg အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ forum ကိုမေလ16ရက်နေ့ကနေ22ရက်နေ့ထိ St. Petersburg မြို့မှာကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ရုရှားသမ္မတပူတင်နဲ့ Ukraine ကိုရုရှားကျူးကျော်စစ်ဆင်ရမှာတောင်ရှိတဲ့ကာကွယ်ရေးဝန်ကြီးဟောင်းအပါအဝင်စစ်တပ်ထိပ်ပိုင်းကောင်းဆောင်၄ယောက်ကို ICC ကဖမ်းရမ်းထုတ်ထားပြီးမြန်မာစစ်ကောင်းဆောင်မြောင်းအောင်လန်ကိုလည်းဖမ်းရမ်းထုတ်ပေးဖို့ ICC ရှင်းနေချုပ်ကတရားရုံးမှာတင်ပြထားပါတယ်။ ကရင်မျိုးသားစီယုံ KNU ကောတူးလေအုပ်ချုပ်နယ်မြေကလဲလူထူခရိုင်လေတို့မျိုးနယ်ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင်ပွဲကိုစစ်ကောင်စီက လေချောင်းကနေတက်ခိုက်လို့သူတို့သမီးနဲ့ကလေးငယ်အပါအဝင်တွေပြည်သူ၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။မေလ၂၅ရက်နေ့မနက်ပိုင်း9နာရီမှာစစ်ကောင်စီကလေချောင်းကနေပုံနှလုံးဖြင့်မင်္ဂလာဆောင်ပွဲကျင်းပတဲ့နေရာကိုတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ GNU ကယနေ့ထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ပုံကျဲတိုက်ခတ်မှုကြောင့်၅နှစ်အရွယ်ကလေး၂ဦးနဲ့ သူတို့သမီးပါဝင်12ဦးသေဆုံးခဲ့ပြီးအသက်မပြည့်သောကလေး73ဦးအပါအဝင်ဒေသခံ39ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်နဲ့အိမ်7လုံးဈေးဆိုင်3လုံးနဲ့ဒဲ3လုံးဝတ်ဒဲ3လုံးလက်ထုံး3လုံးအိမ်သား2လုံးနဲ့စားတင်ချောင်းချံပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အနာသိအချမ်းဖက်စစ်ကောင်စီဟာမြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမင်္ဂလာပွဲကျင်းပတဲ့နေရာကိုရည်ရွယ်ချက်ရှိရှိပုံကျဲတက်ခတ်ခဲ့တာလို့ KNU ကပြောပါတယ်။ ုံးချက်တက်ခတ်မှုကြောင့်မင်္ဂလာဆောင်တဲ့သူတို့သမီးနဲ့၅နှစ်အရွယ်ကလေးနှစ်ဦးပါဝင်မင်္ဂလာပွဲတက်ရောက်လာတဲ့ဒေသခံစုစုပေါင်း၈ဦးပွဲချင်းပြီးတည်ဆုံပြီးစိုးရင်တန်ရာရရှိသူ၄၁ဦးတွေက၄ရောက်ထပ်မံတည်ဆုံခဲ့တာလို့သိရပါတယ်အာဆီယံနိုင်ငံတွေကကုမ္ပဏီ54ခုဟာမြန်မာစစ်ကောင်စီနဲ့စစ်ကောင်စီထိန်းချုပ်ထားတဲ့ကုမ္ပဏီတွေနဲ့စီးပွားရေးဆက်နွယ်နေပြီးစစ်ကောင်စီကျိုးလွန်တဲ့ရာဇဝတ်မှုကြီးတွေမှာကူညီပေးနေတယ်လို့ justice for myanmar ကအစီရင်ခံထုတ်ပြန်ပါတယ်။အဲ့ဒီ company တွေဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့ရေနံနဲ့တဘာဝတန်းွေသစ်လုံငန်းမြေနေရာငှားရမ်းတာအခုပေးချေတာကတစဉ်ဝင်ငွေပံ့ပိုးတာလေရင်စီဆက်သွယ်ရေးနဲ့စောင့်ကြည့်ထောက်လှမ်းရေးဤပညာတွေထောက်ပံ့တာစတာတို့နဲ့ပြည်သူတွေပေါ်စစ်ကောင်စီကျူးလွန်နေတဲ့အကြမ်းဖက်ဆစ်ဆင်ရေးကိုအပေးကူညီခဲ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒီ company 54ခုမှာဗီယက်နမ်၊ထိုင်း၊စင်ကာပူ၊မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကကုမ္ပဏီတွေပါဝင်ပြီးသူတို့ရဲ့အစိုးရတွေကလည်းကြံရပါပတ်သက်တယ်လို့ Justice from Myanmar ကဆိုပါတယ်ဒီကုမ္ပဏီတွေထဲမှာထိုင်းအစိုးရတစိတ်တပိုင်းပိုင်း PTTEP ကထွေဆုံကပါဝင်ပြီးအရေးပါတဲ့ကမ်းလွန်တန်းငွေစီမံကိန်းကြီးနှစ်ခုကိုကြီးကြပ်လုပ်ကိုင်နေတယ်လို့ဆိုပါတယ်ဒီရင်ဘဲ view စီတဲ့ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။